မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် TNL ပါဝင်တဲ့တအောင်းပြည်ကောင်စီ TLC ကိုဖွဲ့စည်းလိုက်ပြီးအခုနှစ်အတွင်းမှာတအောင်းပြည်တော်လှန်ရေးအစိုးရတရဖွဲ့စည်းပါတော့မယ်ကြိုင်မယောနဲ့ကောဂိတ်မြို့နယ်အဆက်ပန်ရက်ကြေးရွာကနေအိစာတင်ချောင်းကိုလင်းနဲ့ပုံကျဲမှုခလင်းငယ်တအူးအပါဝင် လေးဟွာတည်ဆုံပြီး35ဦးဒဏ်ရရှိတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် မဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့တွေနဲ့မန္တလေးတိုင်းတွေကမိုးကုတ်အပါဝင်မြို့နယ်ပေါင်းဆက်နဲ့မြို့ကိုသိမ့်ပိုက်ထားတဲ့ TNL ရဲ့အပါဝင်တောင်မျိုးသားအစုဖွဲ့တွေစုပေါင်းပြီးတအောင်ပြည်တော်လန်ရေးကာလအစိုးရကိုဖွဲ့စည်းထူထောင်ရေးအတွက်တအောင်ပြည်ကောင်စီကိုဖွဲ့စည်းလိုက်ပါတယ်တအောင်ပြည်တနေရာမှာတောင်မျိုးသားပါတီ TNP ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL နဲ့ တအောင်အရက်ဖက်အစုဖွဲ့တွေပါဝင်နေနိုင်ငံရေးထိပ်သီးအစည်းအဝေးကိုသုံးရက်တိုင်ကျင်းပခဲ့ပြီးတအောင်နိုင်ငံရေးတိုင်ပင်ခံကော်မတီ TPCC ကိုတအောင်ပြည်ကောင်စီ TLC ဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီးတော်လှန်ရေးမှာပူးပေါင်းပါဝင်သွားမှာဖြစ်တယ်လို့လည်း TLC ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။အဲ့ဒီအစည်းအဝေးမှာတအောင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ TSCDC ကရေးဆွဲထားတဲ့ တအောင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံကို လက်ခံအတည်ပြုခဲ့ကြသလိုတအောင်းပြည်ကောင်စီကိုတအောင်းပြည်ရဲ့တော်လှန်ရေးကာလမှာ အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းဖြစ်ဖွဲ့စည်းဆောင်ရွက်ဖို့တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ပြောင်းလဲဖွဲ့စည်းလိုက်တဲ့တအောင်းပြည်ကောင်စီ TLC မှာဗိုလ်ချုပ်ကြီးတိုင်းအိုင်ဖုံးကဥက္ကရာပြည်ဆောင်ရွက်ပြီးလွေမိုခန့်တိုင်းအေးမှာဗိုလ်ချုပ်တာခူလန်တားအောင်ပေတားကြထော လွှဲမို့လိုက်ဘိုးကြီးလွေးရည်တို့ကဒုဂရတဲ့ဒုဂရနှစ်အဖွဲ့ဝင် အတွင်ရင်မို့တွဲဖက်အတွင်ရင်မှုတွေအဖြစ်ဆောင်ရသွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်တအောင်းပြည်ကောင်စီကနယ်မြေတွေကိုအခြေခံပြီးတအောင်းပြည်တော်လှန်ရေးကာလပြည်သူအစိုးရတရက်ကိုအစုအဖွဲ့၃ဘွဲ့ရဲ့ခေါင်းဆောင်ကိုယ်စားလှယ်တွေပြင်တက်လျော်တဲ့ပြည်သူလူထုကိုယ်စားလှယ်တွေနဲ့ 2025ခုနှစ်အတွင်းဆက်လက်ဖွဲ့စည်းနိုင်ဖို့အတွက်အ мян ဆုံးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီးမြန်မာပြည်တော်လှန်ရေးအင်အားစုတွေနဲ့အတူဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်နိုင်ဖို့အတွက်ပူးပေါင်းဆောင်ရွက်သွားမယ်ဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ပဲခူးတန်းအတင်းတစ်ပုဒ်ကိုကြည့်အောင်ပါပဲခူးတန်းဂျိုးပင်ကောင်မြို့နယ်မှာ လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ဗောဒီကုန်းယူဟာလက်လက်ကန်အုတ်ချုပ်ရေးမှုမောင်ငင်းကိုပြစ်ခတ်တက်ခတ်ရမှာတည်ဆုံသွားခဲ့ပြီးလက်ပြပုံနှလုံးကိုသိမ်းဆည်းရရှိခဲ့လို့ BTZMGPK PDF တက်ခွဲမှုကိုတေစာမင်းကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါရယ်ဇွန်လ10ရက်နေ့ညနေ9:00ခွဲလောက်ကဂျိုးပင်ကောင်မြို့နယ်အရှိချမ်းဘောဒီကုန်းယူဟာအုတ်ချုပ်ရေးမှု စစ်မှုထမ်းတဲ့ပြူစော်တီခေါင်းဆောင်မောင်ငင်းကိုတော်လန်တပ်ဖွဲ့တွေကလေတော်တွင်ပြစ်ခတ်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက်ခတ်မှုတွင်ဘော်ဒီကုန်းရွာအုတ်ချုပ်ရည်မှုမောင်ငင်းဟာပွဲချင်းပြီးတည်ဆုံးခဲ့ပြီးလက်ဖြစ်ပုံနှလုံးကိုတင်ဆက်ရရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အဲဒီမောင်ငင်းဟာစစ်မှုထမ်းဟောင်းဖြစ်တယ်လို့ပြူစော်တီတူလည်းဖြစ်ပြီး လူငယ်တွေကိုစစ်မှုထမ်းအတွက်ပေါ်တာဆွဲဖမ်းဆီးတာပတ်စံတတ်နိုင်သူတွေဆိုရင်ကျပ်သိန်း90ကျပ်သိန်း100ငွေညစ်တောင်းပြီး သူ့အတွက်တည်တံတဦးကိုငွေကျပ်သိန်း40ထပ်တောင်းတာတွေလုပ်နေသူဖြစ်တယ်လို့လည်းသိရပါဗျ။အဲ့ဒီလိုမျိုးဒေသခံပြည်သူတွေကိုအချင်းချင်းလှုပ်ဆောင်နေတာကြောင့်အခုလိုရှင်းလင်းတာဖြစ်တယ်လို့လည်း BTZ and GPK PD ရဲ့တခွဲမှုကိုတေစာမင်းကပြောပါတယ်ရှင်။ကချင်ပြည်နယ်တရင်တဘောကိုတက်ဆက်ပေးကြပါရယ်ကချင်ပြည်နယ်ဖားကံမြို့နယ်မော်စီစာဖျားကုန်းမှာတက်ဆွဲထားတယ်အကြက်ဖက်တက်သားအချို့ဟာပြင်ထွက်ကလက်ဖေးဆိုင်ထိုင်နေစဉ်တွင် ြစ်ခတ်ခံရပြီးစစ်သားနှုံးဟာတည်ဆုံးခဲ့တယ်လို့တော်လဲသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဇွန်လ9ရက်နေ့မနေ့9နိုင်လောက်မှာဖားကန့်မြို့နယ်မော်စီစာဖယားမှာတက်ဆွဲထားတယ်။အကျန်းဖက်တပ်သား3ကဖားကန့်မြို့နယ်မော်စီစာကျွော်မှာဖွင့်လှစ်ထားတဲ့ငွေသစ်စာလက်ဖက်ဆိုင်မှာမနေ့စာလာစားနေစဉ်တွင် တော်လဲတဖွဲ့ဝင်တွေကဝင်ရောက်ပစ်ခတ်ခဲ့ရာကနေစစ်ကောင်စီတပ်သား2ဦးဟာပွဲချင်းပြီးတည်သွားခဲ့တာလည်းဖြစ်ပါရတယ်။ အဲ့ဒီမော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့စစ်တပ်ဟာမေလနှောင်းပိုင်းကဖားကတ်မြို့နယ်နတ်ယာကာမိုင်းကာလန်ပိုင်းတိုင်းအင်အား600နဲ့ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းဖြစ်ပြီးစစ်ကောင်စီတပ်သားအချို့ဟာမော်စီစာဖျားဝင်အတွင်းမှာတက်ဆွဲနေထိုင်နေကြတာလည်းဖြစ်ပါတယ်။အဲ့လိုဖားကတ်ကိုစစ်ကြောင်းထိုးဝင်လာစဉ်တွင်လမ်းတလျှောက်ကအရတားပြည်သူ16ဦးကိုပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့ သူတို့ပြစ်ခတ်မှုကြောင့်ပြည်သူ20ကျော်ထိခိုက်ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ဖားကန့်မြို့နယ်အတွင်းကြောက်တူးပေါ်ရေမော်ရီတဝိုက်မှာလည်းစစ်ကြောင်းထိုးလှုပ်ရှားနေတဲ့အကြမ်းဖက်တပ်သားတွေနဲ့ KIA PDF ပူးပေါင်းတပ်ဖွဲ့တွေကြားမှာလက်လက်ကြီးတွေနဲ့အပြန်အလှန်ပြစ်ခတ်ကတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ရေးအခြေအနေတင်းမာနေစေဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဒီတခါမှာတော့ မွန်ပြည်နယ်တိုင်မျောမြို့နယ်နဲ့ကော့ကရိတ်မြို့နယ်အဆက်ကပန်ရက်ကျေးရွာကကလေးတွေကိုစာတင်ကြားပေးနေတဲ့နေအိမ်စာတင်ကြောင်းကိုအကြက်ဖက်စစ်တပ်ကလေနဲ့ပုံကျဲချခဲ့ရာကလေးငယ်တအူအပါဝင် လေးဟွာတေဆုံးသွားတယ်လို့ဒေတာပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဇွန်လ9ရက်နေ့မွန်လွယ်နေနိုင်ခွဲလောက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြက်ဖက်စစ်တပ်ဟာပန်ရက်ကျေးရွာတွင် နေအိမ်စာတင်ချောင်းကိုလေနဲ့ဘုံသုံးလုံးချဲချခဲ့တာကြောင့်ခလင်းငယ်တူ အမျိုးသားတဦးနဲ့အမျိုးသမီးနှစ်ဦးစုစုပေါင်း၄ဦးဟာတည်ဆုံးခဲ့ရကအများပြားလဲထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့လည်းသိရပါဗျ။ကိုထူကိုရကြောင်းဖြစ်ပြီးလွန်ခဲ့တဲ့ရက်တွေကကြောင်းမှာပဲစာတင်နေတာဖြစ်ပေမဲ့လည်းလေရင်ဘုံချဲမှာကိုကြောက်တဲ့အတွက်ကြောင့်နေအိမ်ကိုရွှေ့ကစာတင်ချနေကြတာလည်းဖြစ်ပါတယ်။အဲလို နေအိမ်မှာစာတင်နေတော့ဘုံလာကျဲသွားတာဖြစ်ပြီး စာတင်တဲ့အိမ်တက်တဲ့ကိုလာကျဲချသွားတာဖြစ်တယ်လို့လည်းဒေသပြည်သူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်လက်ရှိမှာဒဏ်ရာရတဲ့ဆင်းမှာစုစုပေါင်းကလင်းငယ်နဲ့လူကြီးတွေအပါအဝင်ဒဏ်ရာရရှိသူဥယေ35ဦးအထက်ရှိနေပြီးဒဏ်ရာရရှိသူတွေကိုစေယုံတင်ဖို့ကုသနေရလို့လည်းသိရပါရယ်အကြက်ဖက်စစ်ကောင်စီရဲ့ဘုံကျဲတက်ခိုက်မှုကြောင့်နေအိမ်၃လုံးလည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့လည်းသိရပါရယ်ရှင်ဒီတကမှာတော့ ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်နဲ့ကြုံတွုံးမြို့မှာစစ်တပ်ကစစ်ကြောင်းတွေခွဲကာထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားကာစစ်ကောင်စီတပ်တွေဘက်ကထိခိုက်သေဆုံးမှုတွေများပြားနေရလို့တော်လိုင်းသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ6ရက်ကနေစတင်ပြီးစစ်တပ်ဟာစစ်ကြောင်းတွေခွဲကာကော့ကရိတ်မြို့နယ်နဲ့ကြုံတွုံးမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာခဲ့တာလည်းဖြစ်ပါရယ်အဲ့လိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တော်လန်တပ်ဖွဲ့တွေဟာဇွန်လ9ရက်နေ့မှာထိတွေ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဟာလေကြောင်းတိုက်ခိုက်မှုတွေလက်လက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုဆက်တိုက်လုဆောင်နေရလို့လဲတော်လန်ရေးစေတရင်မြစ်ကပြပြပါရယ်ဒါအပြင် drone နဲ့ပုံကျဲတာ MLRS အတွဲလိုက် drone တွေနဲ့ပစ်ခတ်တာတွေကိုလုဆောင်နေပြီး ကိုတိုင်ခုနှစ်တိုင် ချောင်းပြားနဲ့အုံးတပင်ကျွာအပါဝင် စုစုပေါင်းနေရာလေးခုမှာတိုက်ပွဲပြင်းထန်နေသလိုအကြမ်းဖက်စစ်ကောင်စီဘက်ကတေဆုံးထိခိုက်မှုတွေများပြားနေလို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်တပုတ်ကတော့မကွေးတိုင်းမြန်မြို့နယ်တရက်ကန်ပြူစောတိရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုလက်လက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ T1K ပျောက်ကြားတပ်ဖွဲ့ကရဲဘော်စောဒီကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကမြိုင်မြို့နယ်တောင်ပိုင်းတရက်ကန်ပြူစောဒီရွာမှာအင်အား100ကျော်နဲ့အထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်တပ်သားတွေကိုတော်လဲတပ်ဖွဲ့ဝင်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အဲတိုက်ခိုက်မှုတွဲမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်ဗိုလ်တအုပ်နဲ့ပြူစောဒီ3ဦးတို့ဟာအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့လည်းတော်လဲရဲဘော်တွေဘက်ကတော့အထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့ T1K ပျောက်ကြားတပ်ဖွဲ့ကရဲဘော်စောကြီးကပြောပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားဖြင့်ရန်ကုန်ခေတ်တရဲ့မနက်ခေတ်တရဲနေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မများပါ။